သမရဥချင်းကျော်ပဲပြောပြောဒေါန်ဆန်းစုကြည်ပဲပြောပြောတကယ်လက်တွေ့မှာဖြစ်မလားကျွန်တော်တို့ကဒန်းသူရေးလို့ပြောရဲဆိုတာကစာရက်ပေါ်ကဒန်းသူရေးကိုရေးထားတဲ့စာသားမဟုတ်ဘူးလက်တွေ့ရရလက်မှာ result ပေါ်တော့ရလက်မှာတကယ်ပဲဒန်းသူနေပါပြီဆိုတော့ထင်သာမြင်သာရှိတဲ့ဟာကိုပြောတာဖြစ်တယ်မြန်မာနိုင်ငံလူဦးရေရဲ့90ရာခိုင်နှုန်းကျော်ရှိတဲ့အမျိုးသမီးတွေဟာနိုင်ငံရေးဒီမိုကရေစီအတွင်းကူးပြောင်းရေးနဲ့ဥပဒေပြည်ရေးလွှတ်တော်တွေမှာအမျိုးသမီးတွေပါဝင်မှုအရေးအတွက်နှဲပါနေပါသေးတယ် ဒီပွဲမှာအမျိုးသမီးအခွင့်အရေးအမျိုးသမီးအခမ်းအနားမြင့်တင်ရေးအတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်စင်မအောင်ဆန်းဆန်းနဲ့တာယာဝရီနဲ့အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ကတော်တင်တဲ့အောင်ဂေါ်ထထတို့ကပါဝင်ဆွေးနွေးခဲ့ကြပါတယ်မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကျောင်းမရေးရလိန်ခွဲခြားမှုမရှိစေရလို့ပြဋ္ဌာန်းထားပေမဲ့အစိုးရအသက်လက်ထက်ရောက်တဲ့တိုင်အောင်ကျောင်းမဒန်းတူရေးတည်ထနာတွေရှိနေသေးတယ်လို့ဒေါ်သင်းသင်းအောင်ကပြောပါတယ် တဲ့ခွဲစည်းမှုအခြေခံဥပဒေမှာရေးထားပါတယ်။လိန်ပိုင်းဆိုင်ရာလိန်ခွဲပြားမှုခွဲခြားမှုကြားမရေးရာခွဲပြားမှုမရှိမရှိစေရနော်။သို့တော်လည်းခုနကပြပုံမှန်352နှစ်မှာထပ်ပြီးတော့ချုပ်ထားတာပါလဲဆိုရင်သို့တော်လည်းပဲနော်အမျိုး အမျိုးသားများနဲ့ဒါတင့်တော်တဲ့အလုပ်ကိုเนาะအမျိုးသားတွေကိုပဲခန့်တာကတော့ခုနပြောအမျိုးသမီးကိုခွဲခြားတာမဟုတ်ဘူးဆိုရပဲပြန်ချုပ်ထားပြန်ရောဆိုတော့အမျိုးသားများနဲ့ဒါတင့်တော်တဲ့အလုပ်ဆိုတာဘာလဲဆိုတာတော့တိတိကျကျမသတ်မှတ်ထားဘူးလေခုနပြောစေးချောင်းဆိုလို့ရှိရင်အမျိုးသားအမတ်ကိုနှိမ်ထားတယ်အမျိုးသမီးအမတ်ကိုမြင့်ထားတယ်เนาะဘလို့ပဲပြောတမရဦးတင်ကျော်ပဲပြောပြောဒေါအောင်ဆန်းစုကြည်ပဲပြောပြောတကယ်လက်တွေ့မှာဖြစ်မလားဘူး နော်လက်တွေ့မှာကျွန်တော်တို့ကဒိုင်းတူရေးလို့ပြောရဲဆိုတာက စာရက်ပေါ်ကဒိုင်းတူရေးကိုရေးထားတဲ့စာသားမဟုတ်ဘူးတကယ်လက်တွေ့ရဲ့မြေပြင်ပေါ်မှာတကယ်အကောင့်ထဲနဲ့ပြနိုင်တဲ့လက်တွေ့ရရလက်မှာ result ပေါ်တော့ရလက်မှာတကယ်ပဲဒိုင်းတူနေပါပြီဆိုတော့သင်သာမြင်သာရှိတဲ့ဟာကိုပြောတာဖြစ်တယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်းအမျိုးသမီးတွေအရွေးခံရမှုအားနည်းတဲ့အကြောင်းလဲဒီဆွေးနွေးပွဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်ကျမဒန်းလူညီမရေးမရရှိမှုတွေအတွက်အစိုးရအနေနဲ့ ီမံကိန်းတွေရဲ့ချမှတ်ပြီးထိထိရောက်ရောက်လုပ်တင်နေလို့လဲဆိုပါတယ်။လက်ရှိလွှတ်တော်ထဲမှာအမျိုးသမီးဆရာခိုင်နှုန်းလောက်သာရှိနေတာတွေကိုလည်းထိန်းညှိဖို့လိုတဲ့အကြောင်းပြောပြသူကဒေါ်စင်မအောင်ပါ။ ကျမတို့ဒီအမျိုးသမီးလှုပ်တော်ကိုယ်စားလှယ်တွေလည်းတဖြည်းဖြည်းချင်းတော့စူးစမ်းနေကြပါတယ်။ဒါကနိုင်ငံရေးနယ်ပယ်တွေကိုရောက်သွားတဲ့အခါကျတော့ဟိုလေအများထောက်ခံမှုရှိဖို့လိုအပ်လာတယ်။ဒီထဲရောက်လာကြတဲ့အမျိုးသမီးတွေကတော့တော်ယုံတန်ယုံနေတော့မဟုတ်ဘူး။အနေဆုံးဆင်းတော့ဒီအောင်နိုင်ရေးကာလကိုဖျက်လာတဲ့အခါမှာသူတို့မှာအတွေ့အကြုံတစ်ခုရှိခဲ့ပြီးပြီ။နောက်ပြီးတော့သူတို့မှာမတူညီတဲ့ရည်ချင်းတွေက ရှိထားပြီးသား။ ဖြစ်တယ်။နောက်ပြီးသူသင်ယူလို့စိတ်ရှိကြတယ်။ဒီအမျိုးသမီးအခုလွှတ်တော်ကိုယ်စားလှယ်တွေကျမထိတွေ့မိသလားအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အားကောင်းတဲ့အချက်ကသူတို့ကိုသူတို့ကိုတိကိုတက်သူပုံစံမျိုးငါပဲလွှတ်တော်ကိုယ်စားလှယ်ပဲဆိုရယ်ပုံစံမျိုးမရှိဘူး ready to land မယ်သူတို့အစင်းသင်းဖြစ်နေကြတယ်သူတို့မသိတာကိုမသိတဲ့အလျောက်တင်ယူဖို့ကိုယ့်ကိုအကျိုးစားအထောက်ဖို့အစင်းသင်းဖြစ်နေကြတယ်ပေါ့နော်ဒါကတော့ဒါတိုးတက်ရတိုးတက်ကြောင်းဖြစ်ဖို့တင်ယူခြင်းတဲ့စိတ်ကကောင်းတဲ့အချက်လို့ကျွန်တော်တော့မြင်ပါတယ်